ထားတဲ့တရားကိုနှိစ္စကျင်းနေမယ်ဆိုရင်ဘယ်တော့မှမရဘူးလို့မှတ်ပါတန်ခါရတရားကိုနှိစ္စကျင်းနေရင်ဒါဖြင့်ဒကာကျေဒကာသစ်တို့ဟောနိဗ္ဗာန်ရကြံလို့ရှိရင်တန်ခါရတရားကိုအနိစ္စမြင်မှပဲရမှာပဲတန်ခါရတရားကိုဘယ်လိုမြင်မှပါလဲ သင်္ခါရတရားကိုအနိစ္စမြင်မှရမယ်လို့ဆိုတာစောစောစီးစီးမှတ်ထားပါဘုရားသင်္ခါရတရားကိုအနိစ္စမြင်မှရမယ်အဲ့တော့ဟောနိဗ္ဗာန်ရဖို့အရေးဟာတကယ်ကြီးသင်္ခါရတရားအနိစ္စမြင်မှရမယ်လို့သေချာဟောတာအဲ့ဒါအင်္ဂုတ္တပါဠိတော်မှာပါဠိလိုရွတ်နေလို့ရှိရင်ဒကာဓမ္မတွေယုံနဲ့နားမလည်မှာဆိုလို့မြန်မာလိုပြန်ပြောနော် သောဝတ္တဘိက္ခုစေရှိတင်္ကာရနိစ္စသောပတ္တသောဝတ္တစဉ်စသောသပုဂ္ဂိုလ်ဒီကိဉ္စီတင်္ကာရံသဇုံတူသောတင်္ကာရတရားကိုနိစ္စသောနိစ္စအဖြစ်ပတ္တသောမြင်နေတဲ့ပုဂ္ဂိုလ်ဟာအနုလောမခန္ဓာသစ္စာလေးပါးကိုသေရောသောအနုလောမိကာယသစ္စာလေးပါးကိုသေရောသောခန္ဓာနှစ်သက်ရှင်ပညာနှင့်သမ္ပန္နရတောပြည့်စုံလို့မြို့ဝါသစ္စာလေးပါးသိလိမ့်မြို့ ။ဣဒံခန္ဓာဤကြောင့်လက်ရှိမရှိဘူးကွာ။သင်္ခါရအိစ္ဆခင်းနေလို့ရှင်နိဗ္ဗာန်ရလိမ့်မယ်လို့။ဒါကြိုရကတိတုဘယ်တော့မှမရှိနဲ့။အဲ့ဒီသင်္ခါရတရားကိုအိစ္ဆခင်မလေတဲ့။သမတ္တနိစ္စဆိုတဲ့သတ္တပတိမရမယ်။သင်္ခါရရာအိစ္ဆမြန်မာသတ္တပတိမရ သောတာပတိမယမသောတာပန်ပုဂ္ဂိုလ်ကဖြစ်ရမယ်။သောတာပတိမသောတာပတိကိုမရဘဲနဲ့လေတရားင်းနဲ့တရားင်းကိုအနာဂါမိနဲ့နာယင်းကိုရတ္တမေရတ္တကိုရရမယ်လို့မောင်းမိနေ။တတိုင်းပါဠိတော်အင်္ဂုတ္တပါဠိတော်မှာသေချာဟောပါတယ်။ဒါပြန်ရှင်းလို့ဘုန်းကြီးတရားဓမ္မတွေမှတ်ဖို့ရတာဘယ်ရေးပါလိမ့်မလဲလို့ဆိုတာတောက်မှုချက်ချလိုက်တော့သင်္ခါရတရားအနိစ္စမြင်မှသစ္စာလေးပါးမြင် သင်္ခါရတရားကိုသစ္စာလေးပါးမြင်နိုင်တယ်တဲ့သစ္စာလေးပါးမြင်မှလည်းဘောဓပတိမေရမယ်ဘောဓပတိမေရမှလည်းဘောဓပတိကိုဖြစ်မယ်ဓမ္မရဲ့သမတေကိုအမတ္တခြေခံပြီးဓမ္မကရယန္တာဖြစ်မယ်ဆိုတော့ဒကာကျော်ဒကာတက်တို့မှတ်ဆရာကဒီဆင်းဘသူလိုရင်းလဲဆိုတဲ့ဥစ္စာရှားဖို့အရေးကြီးလာပါတယ် ကြည့်ဘူးလားဩသင်္ခါရတရားအနိစ္စဖြစ်ဖို့အရေးကြီးပါကလားဟုတ်ပါဘူးသဘောကျသင်္ခါရတရားသင်္ခါရတရားအနိစ္စဖြစ်ဖို့အရေးကြီးဆိုတော့ဩဒါဖြင့်သတ္တဗန္ဓရကံနာကံသိကြံလို့ရှိရင်ဝါယံတဖြစ်ခြင်းဝါနိဗ္ဗာန်မြတ်မောက်ပြည့်ခြင်းရလို့ရှိရဖြစ်ပြန်လို့တဲ့သင်္ခါရတရားကိုအနိစ္စ မြင်ဖို့ဟာစိတ်နံပါအရေးကြီးတယ်ဆိုတာယနေ့လေးနဲ့ဆိုပြောသင်္ခါရတရားကိုအမိစ္ဆမြင်ဖို့ရစိတ်နံပါအရေးကြီးတယ်လို့တရားကျွေးတရားသစ်တို့မှတ်ဖို့သဘောပါကြဒီတရားတော်လုံးမှာတရားလုံးလေးရှိနေတယ်ဆိုတာဖြင့်တရားကျွေးအားလုံးခွင့်တဲ့တရားဓမ္မရေဩသင်္ခါရတရားအမိစ္ဆမမြင်ဘဲနဲ့ဘယ်နည်းနဲ့မှသောတာပန်နေရာကနာဂံနန္တာဆိုတဲ့ နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်တော့မဖြစ်နိုင်ဘူးဆိုတာကိုသုံးချက်ချထားလိုက်တယ်ဒီတလုံးအားရဲ့ဓမ္မတွေကသေသေးကိုကိုအိဗယ်နဲ့မယူပဲနဲ့တရားကျေကအော်ဒီတလုံးအရေးကြီးဆုံးပါလားဆိုတာကိုတရားသစ်တို့ကယူရတာဒါကသင်္ခါရတရားတွေအနိစ္စမမြင်ခဲ့တော့သစ္စာမြင် ိစ္ဆာမြင်ရလို့ရှိရင်သက်ကုံဥဒ္ဒဘာရီညာနာဥဒ္ဒဘာရီအာလောကဥဒ္ဒဘာရီဝိဇ္ဇာဥဒ္ဒဘာရီဆိုတော့ဘယ်တော့မှမဖြစ်ဘူးမှတ်လိုက်တော့ပတ္တဗာမတိနိုင်ဘူးပြောတာပါပဲဒါပြန်အာရုံတရားတစ်ပါးလုံးမှာမျိုးစုံလာကြတဲ့ဓရမတွေဘာရည်ရှိနေတယ်ဆိုတော့ဆရာဘုန်းကြီးထိုင်ကလေးကဘယ်လိုကျူးစီဝါဆောင်ပြီးဒီကလာဘာသိမှသာရင်ဒီဓရမတွေကိုဘုန်းကြီးကလည်းကဲတင်ရရောက် တကယ်ဓမ္မတွေကဲတင်မှုကိုလက်ခံရရောက်မယ်ဆိုတဲ့ဥစ္စာစဉ်းစားပါတော့ဘာယဉ်ကြည့်ပါလဲသင်္ခါရတွေအနိစ္စမြင်ဖို့တစ်ချက်ဟာဖြင့်ဆရာဘုန်းကြီးကလည်းမမြင်မြောင်ပြောရတယ်ခင်ဗျားတို့ကလည်းမမြင်မြောင်ရှိရတယ်နော်ဤမဲ့ချက်ညီလို့ဖြင့်ဖြင့်ဆရာတော်ကဒီနိဗ္ဗာန်ကိုအမဲ့လမ်းညွန်ကောင်းတဲ့နိဗ္ဗာန်လိုက်မဲ့နောက်လည်းကောင်းဖြစ်တော်တာပဲ ဖြစ်တရားဘာမှယဉ်မကျေဘူးဒါသိနေရှိသဘောပါကြဟုတ်ပြီဒါဖြင့်တတိယတော့ဘုရားကျင့်တင်လို့ရအကြောင်းနဲ့အချိန်နဲ့ဆိုက်ပါပြီအဲ့ဒါသင်္ခါရတရားပြောပါတယ်သင်္ခါရသိမှအနိစ္စသိမှသင်္ခါရမသိရင်အနိစ္စမသိနိုင်တော့ဘုန်းကြီးတရားဓမ္မတွေဩသင်္ခါရပြောရတော့မယ်အဲ့ဒီသင်္ခါရကိုမှဆရာဘုန်းကြီးက ဟောရနေသင်္ခါရဘာကြေကြက်ဒါသင်္ခါရဟောဒီတရားဟာအနိစ္စအဲ့ဒါခဏညာနဲ့ဉာဏ်ကြီးဒါဉာဏ်ကြီးလေလို့ရှင်သစ္စာသူကိုယ်ရဲ့သစ္စာဖြစ်ပြီးခင်ဗျားတို့မဲ့ညာပေါ်အောင်မှုထားနိုင်မယ်သဘောကျဩတာဖြင့်ပညာရေးမဟုတ်ပါလားလောလောကြီးတဲ့ရေးပါလားဆိုတာကြေကြက်မှတ်မိပါဘုရား နိဗ္ဗာန်ရောက်ခြင်းလို့ရှင်းပြန်ဘာယူကြီးဟောသင်္ခါရကိုအနိစ္စမြင်အောင်ဆိုတော့အလွန်ကြီးရှိနေအဲ့ဒီသင်္ခါရအနိစ္စမြင်အောင်ကိုစတော့မယ်ဆိုတာ၄နှစ်တော့ပဲနတ်တယ်တော့အဲဒီတရားဓမ္မသင်္ခါရတရားကြည့်ပါတော့မယ်သင်္ခါရတရားကြည့်တော့မယ်တရားဓမ္မတို့သင်္ခါရတရားဆိုတာသူများပြုပြင်လို့ပေါ်တဲ့တရား ။တပတ်ကြ။သူများပြုပြင်လို့ပေါ်တယ်တရားပါတရားခေါ်ကြ။ဥပမာလေးရှင်းရင်းကနည်းနည်းလေးပြောပြပါမယ်။ဥပမာလေးရှင်းရင်းကနည်းနည်းပြောပြလိုက်တော့အခုကမာဒီမှာရှင်းရမပဲဒီတွေပေါ်နော်။ပဲဒီတွေပေါ်တဲ့ဒီပဲဒီတွေဟာညီညီကပြုပြင်လိုက်လို့ညီညီပဲစီကပြုပြင်လိုက်လို့ပဲဒီချက် မြေရေရေအပဲရှိကပြပြန်လိုက်တာနဲ့ဘာဖြစ်လဲဒါပြန်ပြပြန်တဲ့တရားတွေကပြပြန်လိုက်လို့ပဲရှိဟာဖြစ်ပေါ်ပေါက်လာတော့ပဲရှိဟာသင်္ခါရတရားတပည့်ကြဒါပြန်ပြပြန်လို့ပေါ်လာတဲ့တရားဘာတရားခေါ်ကြလဲရေရေရင်းပြီပြပြန်လို့ပေါ်လာတဲ့တရားဘာတရားခေါ်ကြလဲ ုပြင်လို့ပေါ်တဲ့တရားဆိုပြင်သင်္ခါရတရားတော့ပြင်တပည့်တွေရိပ်နေပါပြီဘယ်ဟာမဆိုးလူလက်ကံကျုပ်ဟာရကပြုပြင်လို့ပေါ်လာတာပဲသဘောကျလူလုံးနံတရားဘယ်လိုပြုပြင်လို့ပေါ်လာအဲရုပ်တရားမှာကံကျုပ်ဟာရကပြုပြင်လို့ပေါ်လာတယ်ဆိုတာကတော့ဟောတဲ့ပြင်တို့ ်ဘုရားခန္ဓာကြီးကဘာပြားပါလိမ့်မလဲလို့စဉ်းစားတော့ပြုပြင်လို့ပေါ်လာတဲ့တရားဖြစ်သောကြောင့်သူပဲထဲရောက်ပေါ်ပါလိမ့်မယ်။ဩော်ဒါဖြင့်ဒုက္ခန္ဓာကြီးကဘာပါလိမ့်မလဲလို့ဉာဏ်နဲ့သိစေဝေဖန်လိုက်တော့မှသင်္ခါရတရားကြီးပါလား။ပေါ်လာပြီနော်။သင်္ခါရတရားသိရပါလား။ပြုပြင်လို့ပေါ်လာတဲ့တရားကိုဘာတရားခေါ်ရလဲ။ သင်္ခါရတရားလေးစားဆိုတာမှတ်ထားတယ်နော်အဲ့ဒါကဘုရားဘုရားကဟောလိုက်တာကတခုသောသင်္ခါရကိုကွာအနိစ္စမမြင်ခဲ့တော့သစ္စာမြင်တဲ့မဉ္စမရတခုသောသင်္ခါရကိုအနိစ္စမမြင်ခဲ့တော့အဲသစ္စာလေးပါးပြီးမဉ္စမရနိုင်ဘူးလို့တရားကျော်ဟောထားကြတော့ ။အော်ဒါဖြင့်သင်္ခါရတရားမှမသိတဲ့ပုဂ္ဂိုလ်များမဲ့ငံရကြရဘယ်လိုပြန်အာပေါ့ဆူတောင်းညာကြလဲ။မောရုံမရှိဘူး။မောရုံမရှိမယ်ဆိုတော့သုံးရဲချတာ။သင်္ခါရတရားကြောင့်မှမသိတာသင်္ခါရတရားကမှအနိစ္စကြရပါဘူး။သင်္ခါရတရားကမှပါကြ။ ဒါဖြင့်သင်္ခါရတရားမှမသိသေးတဲ့ပုဂ္ဂိုလ်ကအနိစ္စသိပြန်ပါလေဆိုတော့တင့်မှမသိပဲနဲ့နှိမ့်ကျော်တက်လို့ရမှာဟုတ်ပါဘူး။သဘောပါကြ။ဩဒါဖြင့်ဘုန်းကြီးတို့ရာဓမ္မတွေလက်ဥစ္စာသင်္ခါရသိဖို့အရေးကြီးပါရဲ့လား။ဒီသင်္ခါရရမှာနောက်အနိစ္စကိုသူကလမ်းမှန်ပြမှာဘူး။ဒါကြောင့်သဘောသင်္ခါရအနိစ္စလို့ဆရာတွေမစွန့်ကြဘူး။ ဆရာရင်ဆွန့်သဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားကောအနိစ္စလမ်းထုတ်ပါလေသဗ္ဗေသင်္ခါရဒုက္ခအင်းသင်္ခါရတရားဒုက္ခလမ်းထုတ်ပါလေပြောလားသဗ္ဗေဓမ္မအနတ္တအလုံးစုံသောဓမ္မတွေအနတ္တလမ်းထုတ်ရပါတယ်လို့ဒီပါဠိတွေထောက်ကြည့်တော့မှာဩသင်္ခါရတရားမှာမသိတဲ့ပုဂ္ဂိုလ်ကအနိစ္စသိဖို့ဒုက္ခသိဖို့အနတ္တသိဖို့ဘယ်တော့မှမဖြစ်ပါလားမဖြစ်ပါဘူး မှာဖြစ်ပေါ်နိုင်တော့ဘယ်ကကြာရမှာသစ္စာသိတဲ့မိုင်ညာဆိုတာခန္ဓာကိုယ်နဲ့ပေါ်ဖို့ရအကြောင်းနည်းနည်းမှမရှိဘူးပြပါအဲ့ဒီညာမှာမပေါ်လာလို့ရှင်ဒီညာပေါ်မှာဒိဋ္ဌိဝိသေသုလဘရဗြဟ္မတ္တရိတတ်တဲ့ဖြစ်ကြတာပဲဝိဘရကပြရမှာမှန်ပါပါဒီမိုင်ညာမှာပေါ်ပါနဲ့ပေကံပြိပ္ပါမှာမှန်ပါပါအပေကံမှာမပြိခဲ့ရှင်ရှိတော့တဲ့ တရားဓမ္မရဲ့သံဃာမရောက်ရဘုရားမှာအပေသွားရတဲ့မျိုးစေ့တွေသုံးလို့ပေါင်းလို့သွားရမှာမဟုတ်တော့ဘူး။အနုတ္တိယသဘောနဲ့အမြဲတမ်းရှိနေရင်လည်းဆုံးဖြတ်ချက်ချပါဘူး။ဘလောက်ရေးကြီးတယ်ဆိုတော့ကြွရေးနေလား။ဒါကြောင့်ဘုန်းကြီးကဒီနေ့ရေးတကြီးပဲဓမ္မတွေကိုတိမ်ပို့ဆောင်ပေးနေတယ်ဆိုတာခင်ဗျားတို့ကလမ်းမှန်ပဲလမ်းကောင်းပဲလမ်းပြောင်းပဲဆိုပြီးကလည်းဉာဏ်တော့ပြည့်နေ ခမားတို့ညံညာလို့လို့လေပါညံတော့ကနဲ့ညံညာလို့လို့ပါတဲ့တခါသိတခါကျွဲလို့စိုက်သွန်းတာကခမားတို့ရထားရကပါတရားကြီးအနိစ္စလမ်းဆုံးသွားလို့နောက်တင်ခါရမပေါ်ရင်ခမားတို့သုတ်တန်ရောက်ပါဘူးဘာကြ။သင်္ခါရရေရဖြစ်တယ်၊ဒိဋ္ဌိရေရဖြစ်တယ်၊ဘယ်လမ်းဆုံးလဲ။ ်ကနောက်တင်ထားရမလားဘူးဆိုတော့သုတ်ပါဘုရားရောက်ပါကိုဧကံမြန်တကယ်မြန်ပြီးဒီကလာတယ်သူတပသဘောကိုကဒီတိုင်းဖြစ်နေတော့ဩတင်ထားတာတရားအနိစ္စလမ်းဆုံးတော့တို့ကလည်းတင်ထားတာအနိစ္စကြီးပါလေအချိန်ဆိုင်လို့မရတဲ့ခန္ဓာပါလားပေါ်လာလိမ့်လားအချိန်ဆိုင်လို့ရတဲ့အဲ့ဒါဓမ္မတွေကမသိတော့မြင်ပါလို့မသဘက်ကပဲသွားမယ် ။တပတ်ကကြားလို့ရှင်ဘယ်နဲ့ကကြားတော့ဘယ်လိုပြန်လာပြီဘယ်လိုစီစဉ်မယ်ဘယ်လိုလုပ်မယ်ဘယ်လိုကိုင်းမယ်နဲ့တကယ်ဆိုစိတ်ကူးတွေကဒီလိုပါလား။မှန်ပါဗျာ။စိတ်ကူးတွေကဒီလိုဖြစ်ပြီးခါလာနေတော့ဘယ်နဲ့ကြောင့်ဒီစိတ်ကူးရှိပါလိမ့်မလဲလို့မျိုးကမလို့ဘူး။မှန်ပါဗျာ။ဒါကသင်္ခါရနဲ့အနိစ္စကိုသူ့ဉာဏ်နဲ့မြင်ကိုမမြင်လို့သိကူးရှိတယ်။မှန်ပါဗျာ။တပည့်ကြ။သင်္ခါရရဲ့အနိစ္စအခုသင်္ခါရခန္ဓာနဲ့အနိစ္စ အခုပေါ်လာတာကသင်္ခါရခဏနေတော့နသင်္ခါရနဲ့အနိစ္စကြားထဲမှာဘာများခြားသေးကြရောလို့ဒကာဓမ္မတွေကမေးဖို့လိုလားဒကာဓမ္မတို့အဖြစ်အသင်္ခါရအပြည့်အနိစ္စပဲမခြားပါဘူးတပည့်ကြနောက်ပြမလာရင်လည်းခင်ဗျားတို့ဒီအနိစ္စနဲ့ပဲတုတ်တောင်ဖို့ရတယ်သဘောပါဒါဖြင့်သိကုရှိဓမ္မများအတွက်ကသတ္တရဒိဋ္ဌိကိုခေါ်တယ် ိတ်ကူးရှည်ဓမ္မများတော့တခါကြည့်ရှင်းမလားဘိုးရေရမှာခင်ဗျားနေပြီးဒီကလာသင်္ခေတ်ကြီးကျယ်ကြီးလှုပ်လိုက်ဦးမဟာဆိုတာဗာရိတိရှင်များနောက်ဒီဘောလာမှာတခါတည်းတူပဲလေအင်းတို့ရကံဒီဆယ်မင်းကြီးလုပ်ရဥမဟာလို့ဆိုတာရောသတ္တရာရိတိဒါပြန်ဆိုဒီသတ္တရာရိတိကဘယ်တော့လာတာပါလိမ့်မလဲအမေထုတ်ကိုလုံးလား င်းဘယ်နဲ့ကြံဒီသတ္တရဒိဋ္ဌိတွေဓမ္မတွေသာနာကိန်းအောင်ပြီးဒီကရအပယ်ချမဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့သတ္တရဒိဋ္ဌိအောင်ပါလိမ့်မလဲလို့ဒီကဲကျော်တို့ဒီကဲတက်တို့မေးဖို့မလိုလားမလိုပါဘူးခဏငါတရားလက်ခံထားတင်္ခါရအနိစ္စမမြင်လို့စိတ်ကူးရှည်တာဗျာသဘောကြပါရင်ပါစိတ်ကူးရှည်တော့ဗာဒိဋ္ဌိဖြစ်သွား ဟောတရားကျေစိတ်ကူးရှည်တဲ့သာငါစိတ်ကူးရှည်လို့တော့တော်နေရကြရတော့အောင်းမေးအပိသတ္တဒိဋ္ဌိကအားပေးနေတာကိုမှန်ပါပါဘုရားဘုရားအားပေးနေတာပါရှင်းကြမှန်ပါပါဘုရားရကျေကျက်ဆက်ကောင်းသမားတွေကလည်းစိတ်ကူးရှည်ပြီးကြတာနဲ့ပြန်ပါကြည့်တော့မလိုလိုတဲ့ဘက်ပါကြည့်တော့မလိုနဲ့ပြန်တဲ့ဘက်တကယ်ပြန်ကုန်နိုင်ပါဘူးကုန်နိုင်လေ အဲ့ဒါဒီစိတ်ကူးရှည်ကြီးရတဲ့ဓမ္မတို့ဘာမှမြင်လို့ပါလိမ့်လို့အဲတင်္ကာရအနိစ္စပဲလို့ဉာဏ်ထဲမှာဖြတ်ခနဲ့ဖြတ်ခတဲ့စိတ်ဓာတ်တင်္ကာရစိတ်ဓာတ်အနိစ္စဆိုတဲ့ဒီကိုဒီဓမ္မတွေကဉာဏ်ထဲမှာမကြည့်တော့ကိုယ့်အသိကိုယ်မမြင်ဘူးဘယ်လိုဆိုကြပါကိုယ့်အသိကိုယ်မမြင်လို့ရှိရင်မတည်ရူဟာသူပြီးကြတာဒီကကျိုးတို့ဒီကပြစ်တို့က ရှင်းနေဘုရားညော့ပေါက်ပြီဘုရားအတက်ထွက်ဥတော့မယ်ဆိုတဲ့ဇာတိသာမီနဲ့ဝေါမြသာနေလိုက်သေးဘာဖြစ်နေတာတော့လို့မေးတော့ဒိဋ္ဌိရဲ့ဆရာဒါကြောင့်ပောမနကသရကံဒိဋ္ဌိကတံမြုတ်တံဖြစ်နေဝေါမြသာလိုက်သေးတယ်လေဒိဋ္ဌိပဲပါလိုက်သေးတယ်ရှင်းမလားရေကြည်ဒီလိုများတခါဒီစိတ်ကူးလေးနဲ့ပြောခင်းတော့တုံးတဲ့အခါပါသေးတယ် ုင်းကောင်းလသာသာတံဒိဋ္ဌိကသံယုတ်တံဆိုတာမကြိုက်သေးဘူးလားဒါမှလည်းစာရဲတာသိတာကိုပြုံးတော့ဒါအောင်ပြမှာဘူးတော့အောင့်နေသေးတယ်အခုတော့ကိုပြုံးတာရင်းနေကြပါရဲ့ဘုရားကောင်းလသာနဲ့ဒိဋ္ဌိကောင်းလသာသာတံကောင်းလဝမ်းမြောက်ခြင်းနဲ့တကားဖြစ်တော့ဒိဋ္ဌိကသံယုတ်တံမိစ္ဆာရင်းနဲ့ရှင်ပြီးပြုံးတာကွာပါပါရှင်းမလားဒါဖြင့်ဒိဋ္ဌိပြုံးပေါ်ကြပါပါဒါကြပါပြုံးပါ ကျုံမှာကျုံပြီသေးလားခွာကြကုန်တော့ဟဲ့ဟိုခရိစ္စံကျုံတာကတမျိုးခင်ဗျားတို့ကျုံတာကတမျိုးခရိစ္စံကျုံတာကတရားတော်မှရေဖန်ခြင်းပြီးဒီကလာထားတဲ့သုပိဒကလာသူတို့လည်းသတ္တရာဒိဋ္ဌိအကြီးစားတဲ့ကျုံခင်ဗျားတို့ကသတ္တရာဒိဋ္ဌိအငယ်စားတဲ့ကျုံဒါပဲกว่าလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေပနာပါတယ် သနာပါရဲ့။ဘာဖြစ်လို့သနာရံဆိုတော့အော်သူ့ပြုံးပါကမဲ့ရမယ်ပြုံးပါလား။သဘောပါကြ။သူ့ပြုံးပါပါလိမ့်။သူဒိဋ္ဌိနဲ့နေတဲ့ပုဂ္ဂိုလ်ကငါအပင်မသွားဘူးလို့ဘယ်တော့မှမဟုတ်ဘူးဆိုတဲ့ပါဠိတော်ကရှိသေး။ဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ကအပင်ဘယ်တော့မှမသွားဘူးလို့ငါဖျားလည်းမဟုတ်ဘူးရှိသေးတယ်မဟုတ်ဘူးနောက်ဖျားတွေကဟောလို့မြင်မဟုတ်ဘူး။ သဘောကျဘာကြောင့်တော့လေးလေးနဲ့နဲ့မသိတော့လေဒကာကျော်တို့ဒကာသစ်တို့ကနှစ်ဖြန်ကျက်တနည်းချာကောင်းပါရဲ့ဆိုပြုံးလိုက်တပည့်အတွက်တနည်းချာကောင်းပါရဲ့ဆိုပြုံးလိုက်အားဒီနဲ့နေရာမကျနောက်မကျတော့ကိုယ်ပေါင်းပေါ်နဲ့ကိုယ်အသိနဲ့ဆိုလို့ရှိရင်ဖြင့်ကိုယ်ဆွေးရတဲ့ဆိုလို့ရှိရင်ဟန်ကျကောင်းပါသေးရဲ့ဆိုပြီးပြုံးလိုက်ဒီလိုမနေကြဘူးလားဘာပြောနေပါလဲတော့ဒိဋ္ဌိပြောနေပါလား ်ရှင်နိုင်ရှင်နိုင်ဘယ်လိုနဲ့တောင်းဆိုတာမှတ်ပါမှန်ပါဘုရားတပည့်ကြရှင်နိုင်ရှင်နိုင်အဲ့ဒါကျုံးလို့ရှင်တကယ်လို့နဲ့တောင်းဆိုတာဒိဋ္ဌိနဲ့ကျုံးတာတက်တယ်မှန်ပါဘုရားမက်လံပါဖြစ်တော့မယ်တပည့်ပါဖြစ်တော့မယ်ဆိုရက်သူသတ္တရာရေဟိနဲ့ကျုံးမှန်ပါဘုရားသတ္တရာရေဟိရဲ့ကောင်းနာတန်တဲ့ရှင်တဲ့သတ္တရာရေဟိမှန်ပါဘုရားသဘောပါကြမှန်ပါဘုရားဒါကြွယ်ဒီလိုစစ်စစ်မြင်းမြင်းအမှန်ကို တကယ်ရောပြိစ္ဆာဓမ္မူပါအစ်င့်နဲ့အခုပေါ်လာတဲ့သောမနတဝေဒနာနဲ့သောမနတဝေဒနာဖြစ်เสียတဏှာနဲ့ခေါ်လိုက်တော့သောမနတကပြုံးလာဟုတ်လားအဲ့ဒီသောမနတဝေဒနာဖြစ်เสียတဏှာမလားတဏှာဖြစ်เสียဥပါဒံဆိုတော့ရှေ့အခြေကြီးမမြော်ဘူးလားမြော်တာဥပါဒံပဲတွင်းကဲရိမ့်မိကြဩဝိနည်းပရိစ္ဆေသမုပ္ပါဒာဤတိုင်းပါလားဆိုတာပေါ်လာအဲ့ဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေကို ဩတခုသောတင်္ခါရကိုအနိစ္စမှာမမြင်လို့ရှိရင်ဖြင့်အကျုံးကပြုတ်နေဦးမှာမဲ့ကျင်တယ်ဓမ္မရမဲ့နေဦးမှာငါမဖြစ်ရသေးဘူးငါမဖြစ်ရသေးချင်းဆိုတော့အတ္တရိကလည်းဓမ္မရမဲ့နေတာပဲ ဤတို့ပြုရမျက်ပုံကိုကြည်ထမိခောင်မြင်းမွေတောင်ဦးမကကျူသားကျေးဇူးရှင်မွေးမိခင်နှင့်ဖခင်တို့အားရညာပါစေမြဝေမသွေနေဆာဤကာယကိုစောင့်တပေတဲ့ကိုစောင့်နဲ့လဲမလက်စီရပေးဝင်ငိမ့်မိတ်တဆွေရဆရာသမားဘိုးဘွားကစရမယာစာဒေဝဲခအနာဘုံမှာအာဂတ်နဲ့အထူးမလီကျေပုံကုတလကိုရကြပါစေမြဝေတပေတတာတတဝဟု နာနာလောကအနန္တရိန်ကျစုကတတဝါသပုံကိုဝန်းနေဝိညာဉ်ဖြစ်တီတီရှိခုနှစ်ပါးများစွာလုံးစုံ ပုံသုံးဆက်တဖြစ်ဖြစ်သမျှဝေနေကြအာအမြတ်ကုသို့ပေးဝေလို့ထိုကုသဤပုံကိုအမြတ်ရကြသည်ရှစ်စီတော်ဝတ်တော်နေဤမြေပါသူတိလာတို့လည်းတတေမှုဒီစီတော့အာလုံးကြားကြသည်မြအမြမြမြယူတော်မူကြပါကုန်လောတော်သူတော်သူတော်